ဆယ်ကျောင်းကြီးညာထားပေမဲ့ကြောက်ဖြူမှာစေကောင်စီနဲ့အာရခတတ်တော်အေတို့တိုက်ပွဲတွေ အပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ကြောက်ဖြူမအီလန်တလျှောက်မှာစေကောင်စီအလောင်းတွေပြန့်ကျဲနေပြီးတော့အလောင်းတော်မကောက်ယူနိုင်ပဲကစင်ကလျားပြေးရတဲ့အထိစေကောင်စီတပ်ကရှုံးနိမ့်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြိုင်စေကေကြေးရွာနီးဝင်းကျင်မှာလဲတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေကိုဆွန့်ပစ်ထားခဲ့ပြီးကိုလိုယုံပြေးကြတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့ရက်ပိုင်းဇွန်လ10ရက်နေ့ညပိုင်းကစစ်ကောင်စီကရဲတပ်ရင်30နှစ်အနည်းကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးစစ်သည်မောတွေကနေလည်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။3ရက်နေ့ညပိုင်းကနေဒီနေ့ထိတိုက်ပွဲဖြစ်နေတယ်။လေကြောင်းကရောဒရုန်းတွေရောလက်နက်ကြီးတွေနဲ့ပါစစ်တပ်ကပြစ်ကူနေတယ်။စစ်တပ်ဘက်ကတိုက်ဆုံးတာများနေတယ်။ရဲတပ်ရင်နဲ့ဝင်ပြေးလိုက်စုဖွဲ့ပြန်ထွက်တိုက်လိုက်လုံနေပါတယ်လို့ရခိုင်စီရဲတရင်ရှင်မြစ်က ARD Times ကိုပြောပါတယ် စစ်ကောင်စီကကြီးရီလေတုံးကကြောက်ဖြူတိုက်ပွဲကိုတိုက်ခိုက်နေပေမဲ့မြေပြင်မှာတော့စစ်ကောင်စီတပ်သားတွေတက်ဆုပ်ပြေးက အမှတ်30နှစ်ရဲတပ်ရင်အတွင်ဝင်ရောက်ပြီးအင်အားစုဖွဲ့နေရတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စစ်ကောင်စီကတညဝရီရဲဌာနချုပ်ကတက်မိသားစုဝင်တွေနဲ့မြို့ပေါ်အုပ်ချုပ်ရေးပိုင်းကမိသားစုဝင်တွေရေနဲ့စိတ်ကန်စီမံကိန်းကတရုတ်နိုင်ငံသားတွေကိုရန်ကုန်ကိုရွှေ့ပြောင်းပေးထားပါဗျ။ စစ်ကောင်စီနယ်မြေအနီးကအုံတော်ဂုံးချိန်ကျေးရွာတွေမှာဒေသခံ၄000ခန့်နှိပါပိတ်မိနေတယ်လို့သိရပါတယ်ရှင်။တနင်္လာနေ့တိုင်းတီခီဒေသထိုင်းမြန်မာနယ်ဆက်ငရဲနီစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလုံးဟာတိုက်ပွဲဖြစ်ပွားတာမရှိဘဲထိုင်းအကူအညီရယူပြီးဇွန်လ12ရက်မနေ့ပိုင်းကစခန်းစွန့်ခွာ ထွက်ပြေးသွားကြပါတယ်။ကရင်မျိုးသားစီယုံခရမ်းညူနဲ့တွန်လိုင်းပူပေါင်းတပ်တွေက ထိခိရှိဘော်ရီနေဆက်စခန်းတွေကိုသိမ်းပိုက်ပြီးတဲ့နောက်ငရဲနီစစ်ကောင်စီစခန်းကစစ်ကောင်စီတပ်သားတွေဟာကြောင်ရွံ့စိုးရိမ်စိမ့်နဲ့စခန်းဆွန့်ခွာထွက်ပြေးသွားကြတယ်လို့ KNU တပ်မလေးစီကသိရပါဗျ။ဘော်ရီနေဆက်စခန်းကြပြီးနောက်မှာအဲ့ဒီငရဲနီစခန်းတစ်ခုပဲကျန်တဲ့အတွက်ကြောင့်သူတို့ကစိုးရိမ်ကြောင်ရွံ့ပြီးထွက်ပြေးသွားကြတာဆွန့်ခွာသွားကြတာပေါ့နော်။အခုငရဲနီစခန်းကဘော်ရီစခန်းနဲ့တိတ်မဝေးဘူး။အင်အားကလည်းဘော်ရီစခန်းလောက်မရှိဘူး။ ်အင်အား20လောက်ပဲရှိတယ်ပြီးတော့စစ်ကူမလာနိုင်ဘူးဆိုတာသူတို့ကြိုသိလို့စခန်းကိုစွန့်ခွာထွက်ပြေးသွားကြတယ်လို့ KNU တက်မှလေးမိတ်တဝဲခရိုင်အတွင်ရမူဘရုစောအင်နာက AR Times ကိုပြောပါရယ်ထိုင်းအကူညီနဲ့စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ငရက်နီစခန်းကစစ်ကောင်စီတပ်သားတွေဟာလက်နက်ငယ်တွေကိုသာယူဆောင်သွားပြီးတဲယူနိုင်ခြင်းမရှိတဲ့လက်နက်ကြီးနဲ့အသီးတွေကိုခြံထားခဲ့တယ်လို့သိရပါရယ် ထိုင်းကူညီနဲ့အလုံးထွက်ပြေးသွားတာကြောက်ပြီးပြေးသွားကြတာလက်နဲ့ငယ်တွေတော့သူတို့ယူသွားတယ်သူတို့စစ်ကောင်စီတပ်သားတွေတင်မနိုင်နဲ့လက်နဲ့ကြီးနဲ့အသီးတွေကိုတော့ခြံထားခဲ့တယ်လို့ KNU တက်မာလေးမိတ်တဝဲခရိုင်ရဲ့အတွင်ရေမူပဒုစောအင်နာကဆက်လက်ပြောပါတယ်ငရဲနီစကန်ဟာမစွန့်ခွာခင်ဘန်ဂါတွေလက်နဲ့ကြီးတွေနဲ့စစ်ကောင်စီတပ်သားတွေအခိုင်အမာတက်ဆွဲနေထိုင်ခဲ့တဲ့စကန်တခုလည်းဖြစ်တယ်လို့တော်လိုင်းရဲဘော်တွေရဲ့ပြောကြားချက်အရသိရပါတယ် ချင်းကောင်စီတပ်ဟာ1998ခုနှစ်ကတမဟာလီဌာနချုပ်ကိုသိမ်းပိုက်ပြီးတဲ့နောက်ထီခီထီထဘော်ဒီစကန်နဲ့ငရဲနီစကန်တွေမှာအထိုင်ချထားခဲ့တာဖြစ်ပြီးနှစ်ပေါင်း29နှစ်အကြာမှာကရင်မျိုးသားစီယုံ KNU နဲ့တော်လိုင်းပူပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ချင်းကောင်စီတပ်ဖွဲ့ဝင်တွေငရဲနီစကန်ကိုဆွန့်ခွာသွားတာကြောင့် ။ဒဝဲမျိုးနယ်နဲ့ထိစပ်နေတဲ့ထိုင်းနယ်စပ်မြင်းတျှောက်လုံးကို KNU တွန်လိုင်းပူပေါင်းတပ်တွေကထိန်းချုပ်လိုက်နိုင်ပြီလို့သိရပါဗျ။ထီခီမြစ်တာအရှိဖက်ကမိုးမင်ဘက်ချမ်းမာတော့ဒုက္ခစခန်းသေးတစ်ခုတောင်ကျန်ရှိနေပြီးရေပြူမျိုးနယ်အရှိဖက်ကနေဆက်မြင်းပေါ်မှာတော့စစ်ကောင်စီရဲ့နေအိမ်အောင်စခန်းတစ်ခုတောင်ကျန်ရှိတော့တယ်လို့သိရှိရပါဗျ။ထိုင်းမြန်မာနယ်စပ်စခန်းတွေကို KNU KNL စီးရေးဥဆောင်မှုနဲ့အတူတော်လိုင်းပူပေါင်းတပ်တွေကမေလ9ရက်နေ့မှာ ခီခီစခန်းမေလ28ရက်နေ့မှာထီထစခန်းဇွန်လ10ရက်နေ့မှာဗောဓိစခန်းနဲ့ဇွန်လ12ရက်နေ့လိုမှာငရဲနီစခန်းတွေကိုအတီးတီးတိုက်ခိုက်သိမ်းပိုင်းနိုင်ခဲ့ပါတယ်။တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဟူတစ်အရှိန်အပါဝင် ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံတွေအကောင်မှုကြောင့် တိုင်းနယ်ပြည်နယ်ချို့မှာမိုးကြီးမယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးဇလကမနေ့ကဇွန်လ12ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။တောင်တရုတ်ပင်လယ်ရှိအပူပိုင်းမုန်တိုင်းဝူတစ်ဟာတရုတ်နိုင်ငံဟိုင်နန်ကျွန်းကိုဖျက်ကျော်မှာဖြစ်ပြီးအဲ့ဒီအချိန်ကြောင်းဇွန်လ12ရက်ကနေ17ရက်နေ့အတွင်းတိုင်းနယ်ပြည်နယ်ချို့မှာဒေသအလိုက်နေရာကွက်ပြီးမိုးကြီးမယ်လို့သိရပါတယ်။နေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရဝတီ တနင်္သာရီတိုင်းနဲ့ကချင်ကရင်နီကရင်ချင်းမွန်ရခိုင် ရှမ်းပြည်နယ်တို့မှာမိုးထေချုံရွာပြီးနေရာကွက်ပြီးမိုးကြီးမယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်အခုနှစ်တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းဟာမနစ်ကထက်စောပြီးဖြစ်ပေါ်တာကြောင့်မြန်မာနိုင်ငံအတွင်းအနောက်တောင်မုတ်တုံလေဝင်ရောက်မှုစောစေပြီးမုတ်တုံအားကောင်းစေဖို့ထောက်ပံ့ပေးတယ်လို့မိုးလေဝသပညာရဲ့လေးလာသူဦးဝင်းနိုင်က၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ် အပူပိုင်းမုန်တိုင်းအရှိန်တက်ရောက်မှုကရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာမိုးများစေပြီးတော့မြေကြီးတွေရဲ့အောက်ဖက်မြေရိုးတလျှောက်မှာတော့မိုးအသင်တင့်သာရွာလာမှုဒီနှစ်မိုးရာသီအတွင်းမြေကြီးနိုင်မဲ့အခြေအနေရောနှဲသွားတယ်။ကင်းလွတ်နိုင်ပြီလို့ကောက်ချက်ချရမှာဖြစ်တယ်လို့ဥဝင်းနိုင်ကဆိုပါတယ်။အဲဒီလိုမိုးသဲထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးကြိုးပြစ်တာပျက်စီးလက်တာတို့ဖြစ်ပေါ်နိုင်ပြီးကုန်းမြစ်ဒေသနဲ့မြေကမ်းဘေးနေထိုင်သူတွေသတိထားဖို့လိုအပ်တယ်လို့သိရပါတယ်။ ရဝကျုံမော်ဒေတာမௌဒမကွေမွန်တနင်းသာရီကံယူရန်တရှောင်းနဲ့ကန်းလွန်ပင်လေပြင်းတို့မှာတခါတရံမိုးသက်လေပြင်းတွေကြရောက်ပြီးလှိုင်းကြီးနိုင်ကရေပြင်းမြေပြင်းလေဟာတနာယီကိုမိုင်30ကနေ35မိုင်ထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်ကိုးဘေကနေ17ဘေထိမြင့်တက်နိုင်တယ်လို့မိုးစလစီကသိရပါတယ်ရှင်တရုတ်လေရင်တင်သင်္ဘောနှစ်စင်းကိုပထမဆုံးအကြိမ်ဖြင့် Pacific ဒေသမှာအပြိုင်နက်ထဲမြင်တွေ့ရပြီးနောက် ီးခဲ့တဲ့စနေနေ့တနင်္ဂနွေနေ့မှာတရုတ်ဇက်တိုက်လေယာဉ်တွေဟာဂျပန်ကင်းတဲ့လေယာဉ်တွေအနီးကက်လျက်ပြန်တန်းခဲ့တယ်လို့ဂျပန်ကပြောပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်လို့စိုးရင်ကြောင်းနဲ့အလားတူမဖြစ်ရအောင်တားဆီးဖို့တရုတ်နိုင်ငံဘက်ကိုကျွန်တော်ပြောကြားခဲ့ပါတယ်လို့ဂျပန်အစိုးရထိတ်တန်းပြောရေးဆိုခွင့်ရှိသူယိုရှိမာဆာယာဟာရှိကပြောပါတယ်။စနေနေ့ကတရုတ်လေယာဉ်တင်တင်မော်ရှန်တုံက J15 ဇက်တိုက်လေယာဉ်တစ်စင်းဟာ ဂျပန်ရဲ့ P3C ကင်းလဲ့လေယာဉ်ကိုမိနစ်40ကြာကက်ရက်ပြန်တန်းခဲ့တယ်လို့ဂျပန်ကာကွယ်ဝန်ကြီးဌာနကပြောပါရယ်တနင်္ဂနွေနေ့မှာတရုတ်ရဲ့ J15 ဂျက်တိုက်လေယာဉ်တစ်စင်းဟာဂျပန်ရဲ့ P3C ကင်းလဲ့လေယာဉ်ကိုကတ်လိုက်ကဂျပန်လေယာဉ်ရဲ့ရှေ့ကမီတာ900အကွာကနေပြန်တန်းခဲ့တယ်လို့ဂျပန်ကာကွယ်ဝန်ကြီးဌာနကဆိုပါရယ်အိုကီနာဝါကျွန်းခြေဆိုင်ဂျပန်ရေတပ်ဖွဲ့ပိုင်း P3C ကင်းလဲ့လေယာဉ်တွေဟာပစိဖိတ်သမုဒ္ဒရာ နိုင်ငံတကာရေပိုင်နက်အတွင်ကင်းလဲမှုတွေပြုလုပ်ခဲ့တာလို့အဲ့ဒီဝန်ကြီးဌာနကဆက်ပြောပါရယ်တရုတ်စစ်လေရင်တွေရဲ့အခုလိုမျိုးမူမမှန်တဲ့ချင်းကပ်မှုတွေကမတော်တဆမှုတွေဖြစ်စေနိုင်ပါတယ်ဂျပန်လေရင်တွေနဲ့အမှုရန်တွေထိခိုက်တာမျိုးမရှိခဲ့ပါဘူးလို့အဲ့ဒီဝန်ကြီးဌာနကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ်ဂျပန်နိုင်ငံကတရုတ်နဲ့အဆင့်အသီးသီးမှဆက်သွယ်မှုဆက်လက်ထားရှိကရေပိုင်နက်စောင့်ကြည့်မှုလုံဆောင်မယ်လို့ဟာယာရှိကပြောပါရယ် ဒီသတင်းမှတ်အစောပိုင်းမှာတရုတ်လေရင်တင်သင်းမော်ရီဟာပစိဖိတ်ဒေသမှာတပြိုင်နက်တည်းစီးရဲလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။အဆိုပါစစ်စင်ရေးဟာပုံမှန်လုံရိုးလုံစင်လေ့ကျင့်မှုသာဖြစ်ပြီးမြေသည့်တိုင်းမီကိုမှမရည်ရွယ်ခဲ့ဘူးလို့တရုတ်နိုင်ငံကပြောပါတယ်။မြင်းကလင်းဘေးကြောင့်မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ2026ခုနှစ်မတ်လမှာကုန်ဆုံးမဲ့ဗန်နာရီနှစ်မှာနေ့တသက်မှ900ဂိုင်းနှုန်းကျဆင်းမယ်လို့ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာတစ်ခုကခန့်မှန်းပါတယ် စက်ရုံတွေပိတ်သိမ်းမှုထောက်ပံ့ရေးလမ်းကြောင်းအဟန့်အတန်းလုံသားပြက်လက်မှုနဲ့အခြေခံဆောင်တွေထိခိုက်ပျက်စီးမှုကြောင့်နေပယ်တီးတီးမှထုတ်လုပ်မှုအလင်းပြတ်သွားခဲ့တယ်လို့ကမ္ဘာပံရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်ငလျင်တန်ကြောင့်ထိခိုက်ပျက်စီးမှုမှာ GDP ရဲ့14ရာခိုင်နှုန်းနဲ့ညီမျှတဲ့ဒေါ်လာ17ဘီလီယံတိရှိခဲ့တယ်လို့အစိုးရခန်းစာက ဖော်ပြပါရယ်မြန်မာနိုင်ငံရဲ့လူနေထူထပ်ရာအုပ်ချုပ်ရေးမြို့တော်နေပြည်တော်နဲ့ဒုတိယအကြီးဆုံးမန္တလေးမြို့တော်ဟာ ငလင်တန်အခမ်းအရဆုံးနေရာတွေဖြစ်ခဲ့ပါတယ်ငလင်ချောင်းတိတာတဲ့အသက်ဝိုင်းဆုံးရှုံးမှုနဲ့နေရဲဆုံးခွာမှုတွေဖြစ်ပေါ်စေခဲ့ပြီးငโกဆိုးရွားနေပြီးသားစီးပွားရေးခြေနေကိုပုံမှုဆိုးရွားစေခဲ့ကမြန်မာပြည်သူတွေရဲ့ကြမ်းကြမ်းခိုင်ဆွမ်းကိုထက်မှန်ဆန်းတက်လိုက်တာဖြစ်ပါတယ်လို့ကမ္ဘာ့ဗန်ရဲ့ထိုင်းနဲ့မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးမဲလင်ဒါဂုတ်ကပြောပါတယ်2025ခုနှစ်ဧပြီလအထိငွေကြေးဖောင်းပွားမှုဟာ34%တမတရားခိုင်နှုန်းရှိခဲ့ပြီး 2024ခုနှစ်အတွင်းဆင်းရဲမွေးတိမှုနှုန်းဟာ30ရာခိုင်နှုန်းကျော်ရှိခဲ့တယ်လို့ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာကဖော်ပြပါရယ်